င်္ဂလာပါရှင်။ဧပြီလ17ရက်တောက်ချာနေ့ရက်တိမတ်ဖွေရာသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့နေဆက်ဒေတာငြိမ်ချမ်းရေးတရုတ်စစ်တပ်ကအိန္ဒိယနဲ့လက်တွဲရန်အသင့်ရှိတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။နေဆက်ဒေတာငြိမ်ချမ်းရေးနဲ့တည်ငြိမ်ရေးကိုကာကွယ်ရန်အတွက်တရုတ်စစ်တပ်အနေဖြင့်အိန္ဒိယဘက်နဲ့လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်းတရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတဦးကပြောကြားခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ဟာအိန္ဒိယတရုတ်တန်တမန်ဆက်ဆံရေး85နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း ၎င်းတို့နှစ်နိုင်ငံလုံးဟာကမ္ဘာတောင်ကျမ်းနိုင်ငံများလည်းဖြစ်ပြီးဖွံ့ဖြိုးတဲ့နိုင်ငံများအခြားအဓိကကြပြီးခိမိတိုးတက်ရေးအတွက်အရေးပါတဲ့အခမ်းအကဏ္ဍတွင်ရှိနေကြောင်း၎င်းကပြောခဲ့ပါတယ်။အခုကဲ့သို့နှစ်ဖက်အပြန်အလှန်ဆက်ဆံရေးအောင်မြင်တဲ့မိဖက်နိုင်ငံများဖြစ်ခြင်းဟာနှစ်နိုင်ငံပြည်သူများရဲ့အခြေခံကြသောအကျိုးစီးပွားများအတွက်လည်းအထောက်အကူပြုစေတယ်လို့၎င်းကဆိုထားကြောင်းသိရှိရပါတယ်ရှင်။ဆလာဒင်ဆမဲတဲ့ရင်ကတော့ထရန်ကအခွန်တိုးမြင့်မှုများကိုရက်90ဆိုင်ငန်းနဲ့တရင်ဖြစ်ပါတယ်။ ကုံသွေးရေးမိဖက်ဒါစင်များစွာကိုထိခိုက်စေခဲ့သောမြန်မာရဲအကောက်ခွန်သတ်မှတ်ချက်များကိုရက်90ဆိုင်ခံထားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က၎င်းရန်အကြော်ရင်ကြေညာကြောင်းသိရပါဗယ်။ဈေးကွက်မတည်ငြိမ်မှုနဲ့စီးပွားရေးကျဆင်းမှုကိုစိုးရိမ်စေခဲ့ကောင်းနိုင်ငံပေါင်း56နိုင်ငံနဲ့ဥရောပသမဂ္ဂရုပ်အပေါ်မြန်မာရဲအခွန်နှုန်းထားများတရားမှု73နာရီခန့်အကြာတွင်သမ္မတရဲ့ဆိုင်ခံချက်ထပ်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါဗယ်။ နောက်ဆုံးပြန်လည်ရေးအတွက်စီပွားရေးကောင်ဆောင်များနဲ့ရှင်နှင်းမြုံနယ်သူများထံမှကြီးမားသောဖီအားကိုထရရင်ဆိုင်ခဲ့ရတယ်လို့ဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ဒီယိုဟိုက်ဒရိုဂျင်ဆန်အသုံးဒရုန်း၊နာယီ30ကြာစက်တိုက်ပြန်တန်းနေတဲ့ဖြစ်ပါတယ်။တရုတ်နိုင်ငံမှာစမ်းသပ်ထုတ်လုပ်ထားတဲ့အလေးချိန်55ကီလိုဂရမ်အစင်ဟိုက်ဒရိုဂျင်စွမ်းရည်၃မောင်းတူမဲ့ဒရုန်းလေယာဉ်ဟာနာယီ30ကြာစက်တိုက်စမ်းသပ်ပြန်တက်မှုကိုအောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့သိရပါဗျ။ ိုက်ဒရိုဂျင်စွမ်းအင်၃လေးရဲ့အမျိုးအစားများပြန်တက်မှုတွင်ပြည်တွင်းမှာစံချိန်သစ်တင်လိုက်နိုင်ခြင်းဖြစ်ကာနိုင်ငံတကာအဆင့်သို့တက်လှမ်းလိုက်ခြင်းဖြစ်ကြောင်းထုတ်လုပ်တဲ့ကုမ္ပဏီကဆိုထားပါတယ်။ electronic optic ရဲ့အမြင်အာရုံကံကရိယာတက်ဆင်ထားတဲ့အဆိုပါ drone ဟာအများသော 5G internet ကွန်ရက်အရင်းမြစ်များကိုအသုံးပြု၍အဝေးနေရာများစီသို့ဗီဒီယိုများဓာတ်ပုံများနဲ့အခြားအချက်အလက်များကိုအချိန်နဲ့တပြည်ညီပို့လွှတ်နိုင်စွမ်းရှိရလို့လည်းသိရှိရပါတယ်ရှင်။ ။နောက်ဆုံးနေဆက်မဲ့သတင်းကတော့ညာရီတုနီပညာကမှုခင်စေပညာကိုတော်လန်ပြောင်းလဲပြတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှာစုနေတခုကြောတိုင်းတရားစီရင်ရေးစနစ်တွင်လက်ဝေရများကိုမှန်ကန်သောအရာများအဖြစ်ယူဆခဲ့ကြပါသည်အခုအခါညရေတူဤပညာပေါ်လာပြီး၎င်းအယူအဆကိုစင်ခေါ်လိုက်ပြီးဖြစ်ပါသည် ကိုလံဘီယာတက္ကသိုလ်မှသူတေသည်များ မကြမီကပြုလုပ်ခဲ့တဲ့လေလာမှုတစ်ခုအရလူတော်ဦးချင်းစီရဲ့မတူညီသော လက်ချောင်းများမှလက်ပွေရများဟာတခါတရံတွင်ထူးထူးခြားခြားလူတော်ဦးရဲ့လက်ပွေများအဖြစ်တူညီနေသည်ကိုသိလာပါရယ်အစိုးရလက်ပွေ6000ရဲ့များပြလာသောဒေတာအတွဲများတွင်လေ့ကျင့်ထားတဲ့ညရည်တူနီပညာမေမိုဒဲဟာတမယိုးကြမှုခင် စေပညာနီလန်းများရဲ့စွမ်းရည်ထက်ပင်၎င်းလက်ပွေများကို 89ရာခိုင်နှုန်းတည်ကြမှုနဲ့ကိုင်ညီမှုတွင်တည်တသာတည်ကြထင်ရှားကြောင်းပြသခဲ့ပါတယ်အဲ့ဒီထူကြသောရှာဖွေတွေ့ရှိမှုဟာရာဆွေးမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများကိုတော်လန်တော်မှာဖြစ်ပြီးမာယွန်စွာပြည်တံချမှတ်ခင်ရသူများကိုလူငယ်ခွင်ပေးရန်အပြစ်မရှိကြောင်းသက်သေပြရာတွင်အထောက်အကူဖြစ်စေနိုင်တယ်လို့ဆိုထားကြောင်းသိရပါရရှင်။ ကျမတို့ရှန်ကုန်မီဒီယာကနေအရွှေလေပိုင်းဒေတာအစ္စရေးနဲ့ဟာမက်စရဲတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စင်များကိုအစဲတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။